ိုင်ပိုင်ရှင်မှမိမိထက်ငယ်သောဝန်ထမ်းများအောင်ကတော်တော်ဖြစ်ရတွင်ကျေးဇူးရှင်ဝန်ထမ်းဟူ၍အကြောင်းပြခဲ့ပါသည်ပြည်ကျနာကတော့ကတော့တင့်သည့်ကျေးဇူးရှင်နှင့်မကတော့တင့်သည့်ကျေးဇူးရှင်ဟူ၍ရှိပါသလားဆရာကျေးဇူးရှင်ဤအင်္ဂါရက်တိသက်ချမှတ်ထားခြင်းရှိပါကဖော်ပြပြပါဆရာမိရတဲ့ထဲမှာနမကြီးရွှေဆိုင်ကပိုင်ရှင်ကသူ့ရဲ့ဟိုဘယ်တပည့်တွေလဲတော့မသိဘူးပေါ့ဗျာဟိုအဲ့ဒါကိုကတော့တဲ့ဖြစ်ရလို့ပြောတာပေါ့နော် ိုးတော့လည်းဘယ်ဆွေဆိုင်ဘယ်သူတွေဆိုတာတော့ကျွန်တော်မသိပါဘူးဒါအမှန်တမ်းပြောတာကျွန်တော်ကျွန်တော်မကြည့်လို့မသိရနိုင်ပါဘူးเนาะဒါပေမဲ့ကျွန်တော်ဟိုတန်တာတို့ရတဲ့ပေးတံတစ်ခုပေးလိုက်မယ်အဲ့တော့ဗာလဲဆိုတော့ဗုဒ္ဓမြတ်စွာဘုရားရှင်ဟောကြားတော်မူခဲ့တဲ့မင်္ဂလာတုတ်ဆိုတာရှိရတယ်เนาะအဲ့ဒီတမှာတပါးပါဝင်ရှိတဲ့ညာရကနိသသင်္ကဟောဆိုတာရှိတယ်အတိပ္ပယ်ပြောရင်တော့ညာရကဆိုတာရွှေမျိုးပေါ့သင်္ကဟဆိုတာချင်းမြောက်ထောက်ပံ့တာအဲ့တော့ရွှေမျိုးတွေကိုချင်းမြောက်ထောက်ပံ့ခြင်းကမင်္ဂလာလို့ဆိုတယ်ဒါပေမဲ့ရွှေမျိုးဆိုတာကဘယ်ဟာတွေကိုပြောတာလဲ ချွေးမြောက်ထောက်ပံ့နေဆိုတာဘယ်လိုလုပ်ရတာလဲဆိုတာသိဖို့လိုတာပေါ့နော်အဲ့တော့ချွေးမျိုးဆိုတဲ့ညာတကကိုကြည့်ရင်သူကချွေးမျိုးကနံပါတ်1ကအမိဖက်ကချွေးမျိုးဖဖက်ကချွေးမျိုးလို့ပြောတာပေါ့အဲ့တော့အမိဖက်ဘက်မှာဆိုရင်လည်းပဲအထက်ကိုသွားရင်အမိဖက်ပြီးအဖိုးအဖွားလာအဘေးဘေးအပေါ်ဘဲတို့ပေါ့ရှိကြပါဗျချွေး90ပေါ့အောက်ဘက်မှာလည်းပဲဒီဘက်ကသားသမီးရှိမယ်မြေးရှိမယ်မြေးရှိမယ်တီချွတ်မျောဆက်အဆရှိတဲ့ပြင်အောက်90ပေါ့အဲ့တော့ချွေး90မျိုး90ကိုဒါအမိဘက်ကချွေးမျိုးဖဖက်ကချွေးမျိုးလို့ခေါ်တယ် ဒါလည်းတရားဝင်တော့အဲ့ဒီပုဂ္ဂိုလ်တွေဘာလုပ်ရမလဲဆိုရင်တော့သင်္ကဟောချင်းမြောက်ထောက်ပံ့ရမယ်ဒါဖျက်ရှင်ပြောထားတယ်နောက်တစ်ခုသူကညာရကကဒီလောက်နဲ့မပြီးဘူးဗျနော်မြတ်စွာဘုရားဒုတိယချက်ကဘာလဲဆိုလောကဆွေမျိုးစာရှိသေးတယ်အဲ့တော့လောကဆွေမျိုးမှာအမျိုးအစား၃ခုခွဲတယ်မိတ်ဆွေ၃ခုပေါ့အဲ့ဒါကဘာလဲဆိုတော့သူကဘဝမိတ်ဆွေရယ်ဒနာမိတ်ဆွေရယ်ဓမ္မမိတ်ဆွေရယ် ဘဝမိတ်ဆွေဆိုအတူတပက်အတူတကွပေါ့နေထိုင်ပြီးတော့လုပ်ငန်းစားတောင်းနေကြတဲ့ကျွန်တော်တို့ဇနီးမယားတို့နော်တမိသားတော့မပါဘူးတမိသားဟိုအပေါ်ဘက်မှာပါသွားပြီလေဟိုအောက်အောက်80ထက်မှာနော်။နောက်ညီကိုမောင်နှမတွေပါတယ်ဇနီးမယားလင်သားညီကိုမောင်နှမတွေဒါကိုဘဝမိတ်ဆွေလို့ခေါ်တယ်။နောက်ဒုတိယပါလဲဆိုတော့ဒနာမိတ်ဆွေဒနာမိတ်ဆွေဆိုတာစာရေးဝေရေးနေရေးနဲ့တော့ဘဝဖြစ်တည်ရေးအတွက်လုပ်ငန်းတွေဆောင်ရွက်ကြတဲ့အခါမှာအတူတကွပူပေါင်းလုပ်ငန်းညာတဲ့ပုံစံတွေပေါ့နော်။ကုမ္ပဏီဆိုတဲ့ကုမ္ပဏီဝန်ထမ်းပေါ့ဟိုစားသောက်ဆိုင်နဲ့စားသောက်ဆိုင်အစိုးရဆိုလည်းအစိုးရပေါ့ဗျာနော်။ ဲ့ဒီလိုမျိုးအတူတကပူပေါင်းလုပ်ကံကြတဲ့မိတ်ဆွေတွေကိုဒဏမိတ်ဆွေလို့ခေါ်တယ်ဒါဟိုဇာဝနေရေးအတွက်ပေါ့နော်နောက်တတိယကဘာလဲဆိုတော့ဓမ္မမိတ်ဆွေနော်ဘဝမိတ်ဆွေဒဏမိတ်ဆွေဓမ္မမိတ်ဆွေဓမ္မမိတ်ဆွေဆိုတာပြစ္ဆုတ်ပန်ဟလာတန်တရာအကျိုးများဖို့အတွက်နော်နှီးနှောတိုင်ပင်ပြီးတော့ပြောဆိုဆုံးမတတ်တဲ့မိတ်ဆွေတွေကိုဒါဓမ္မမိတ်ဆွေလို့ခေါ်တာပေါ့အဲ့ဒီမိတ်ဆွေ၃ဦးစလုံးဟာလောကဆွေမျိုးတွေဖြစ်တယ်တဲ့အဲ့ဒီပုဂ္ဂိုလ်တွေကလည်းညာရကဓမ္မပါတယ် ်เนาะအဲ့ဒါတွေကိုဘာလုပ်ရမလဲဆိုချိမြောက်ထောက်ပံ့ရမှာပေါ့เนาะဒါဘယ်လိုထောက်ပံ့ရမလဲဆိုတာတော့ပါလာလိမ့်မယ်ခုနအသုံးမျိုးလဲဒါတို့ထားခဲ့တာပြီးရင်ဟိုအဖြစ်တန်းထွက်သွားမှာပေါ့เนาะနောက်တစ်ခုကဘာလဲလို့ဆိုတော့ရာဇဝင်ဆွေမျိုးလဲရာဇဝင်ဆွေမျိုးဆိုတာကဟိုဘာသာအပြင်ဖြစ်စီလူမျိုးအပြင်ဖြစ်စီပေါ့เนาะရင်ချင်းမှုအပြင်ဖြစ်စီအတူတကွရှင်တွင်းနေထိုင်တဲ့တမီတဲ့နေတရီတဲ့တောက်တဲ့တိုင်းရင်းသားညီကိုမောင်နှမတွေပေါ့ဗျာအားလုံးကအဲ့ဒါရာဇဝင်ရွှေမျိုးလို့ခေါ်အဲ့တော့ကချင်ကရကရင်ချင်းဗမာဘုံရခိုင်ရှမ်းဥပမာပေါ့ အဲ့တော့ဆိုလိုတာကတနိုင်ငံလုံးကုန်ပြီမြန်မာတနိုင်ငံလုံးကအဆွေမျိုးတွေပဲဟုတ်အဲ့တော့ရှင်မျိုးတွေကိုကြည့်ကြတာတူနဲ့တူကြည့်ရင်ဗါရင်းနေတယ်သင်္ကဟောဆိုတာချင်းမြောက်ထောက်ပံ့ဖို့ပဲကြည့်တာနော်ကြည့်ပြဆိုတာဟိုပပင်စာမျက်စိနဲ့ကြည့်တာမဟုတ်ဘူးဟိုဂျမဆိုးမျက်လုံးနဲ့ကြည့်တာပပင်စာမျက်လုံးဆိုတာတဏမာနတရှိနဲ့ကြည့်တာအဲ့ဒါပူလောင်တယ်ဟိုအချိန်တိုင်းမအေးချမ်းဘူးဂျမဆိုးမျက်စိနဲ့ကြည့်ကြတာကသူ့ကိုဘာကူညီပေးရမလဲသူကလည်းကိုယ့်ကိုပြန်ကြည့်ရင်ဂျမဆိုးဘာကူတယောက်နဲ့တယောက်ကဟိုငြင်းငြင်းရင်းဖြစ်နေတာပေါ့နော်အဲ့ဒါကရာဇဝင်ရှင်မျိုး ါပြင်မြန်မာတနိုင်ငံလုံးကုန်တော့အခြားပေါ့ဗျာအာရှတိုက်ဥရောပအမေရိကပြင်သစ်ရှိမှာပေါ့အဲ့ဒါတွေကြတော့ဆိုတော့မြတ်စွာဘုရားရှင်ကအဲ့ဒါတွေကြတော့ငကုလမာတာငကုလပိတာတန်တရာလုံးမှာမတော်ဆက်ခဲ့ဘူးတဲ့ဆွေမျိုးညီကိုပေါ့တော့မရှိတဲ့အတွက်တန်တရာဆွေမျိုးတယ်အဲ့ဒါရညာရကလည်းပါတယ်အဲ့တော့သူတို့ကလည်းကျွန်တော်တို့ကပြစ်ပယ်ထားမှာဟာမျိုးမဟုတ်ဘူးပေါ့နော်ချင်းမြောက်ထောက်ပံ့ရမယ်တဲ့အဲ့တော့တနိုင်ငံလုံးတစ်ကမ္ဘာလုံးမှာရှိတဲ့လူတွေက အမတန်အေးချမ်းသာပြီဒီမေ38ဖြာမင်္ဂလာမှာတခုတည်းကိုပြောတာနော်ဘလောက်တန်ဖိုးရှိလဲဆိုကျွန်တော်တို့ကအနှစ်သာရတွေပြောင်းနေတာအဝေးကြီးကြော်ရှာပါရှာလုပ်နေတာမြတ်စွာဘုရားရှင်ကဒီလိုကြည့်မှုနေထိုင်ရင်လောကကြီးအေးချမ်းတယ်အဲ့ဒါလိုမဟုတ်ရင်လောကစုပွက်မယ်ပူလောင်မယ်ပေါ့နော်အဲ့တော့ရှင်မျိုးတွေကုံသွားပြီအားလုံးလူတွေသိကြတာကကိုအမိဘက်ကရှင်မျိုးဖားဘက်ကရှင်မျိုးလောက်ပဲသိတယ်ဒါမဲ့တကယ်တမ်းတရားတော်မှာအဲ့ဒါတွေအားလုံးဟာ ရွှေမျိုးတွေပဲတဲ့ရာသီဝင်ရွှေမျိုးလောကရွှေမျိုးတန်လျာရွှေမျိုးတွေချင်းမြောက်တောက်ပိုင်းအဲချင်းမြောက်တောက်ပိုင်းနဲ့ကမှာ၄ခုရှိတယ်ဒါနသင်္ဃဟပိဟသင်္ဃဟအဋ္ဌသင်္ဃဟတမနတ်ထသင်္ဃဟအဲ့ဒီ၄ပါးဒါနသင်္ဃဟဆိုတာကအဝတ်အစားအဝတ်အထည်နော်နောက်ပြီးတော့လူသုံးကုန်ပစ္စည်းရွှေငွေကြောက်တံပြတယ်ငွေလည်းပါတာပေါ့ဗျာအဲ့ဒါကိုမိမိစွမ်းနိုင်ကြများလေးချင်းမြောက်တောက်ပိုင်းလာအဲ့ဒါကိုဒါနသင်္ဃဟနောက်ပိယသင်္ဃဟပိယသင်္ဃဟဆိုတာချစ်ခင်နှိစက်ပွဲစကားကိုပြောဆိုတာအဲ့ဒါလည်းချင်းမြောက်ထောက်ပံ့တာပဲ ်ဟိုတူးနဲ့တူးကျွန်တော်တို့စကားပြောနေတယ်ဘူးပေါက်ပြောနေလို့မဖြစ်ဘူးလေစကားလုံးကဒီစကားလုံးပဲအဲ့ဒီစကားလုံးဟောရတာကိုပဲအတ္တမမနဲ့ပြောတာနဲ့ယူသမန်ပြောတာနဲ့ချစ်ခင်နဲ့သက်ဖွယ်ပြောတာနဲ့ကမတူဘူးလေနော်ကွာတာပေါ့ဟိုနားထဲကိုနဝင်ချိုဖို့အရေးကြီးတာပဲဒါကြောင့်လင်္ကာတို့ဘာလို့ဆိုတာအလင်္ကာမြောက်အောင်ပြောရင်အသိညားထောင်လို့ကောင်းတာပဲလေနော်အဲ့ဒါပြရတဲ့ကဟာကွာတရားဟောတဲ့ပုဂ္ဂိုလ်တွေပူပူဆိုးတာပေါ့ဗျာကိုကကိုနိုင်ကပလင်မော်တက်ပြီးဓမ္မဒါနလို့ပြောတဲ့အချိန်မှာဟိလာဟောက်လာနေဟုတ်လား မမတို့မသိကြဘူးလားဒီလောက်တောင်ဘာညာလူတွေကတော့ကြိုက်ကောင်းကြမှာမဟုတ်ဘူးအဲဒီလောက်ဒီဟိုဟာပေါ့ဓမ္မဒါနလုပ်နေတဲ့ပုံကဒီပြည့်ရတဲ့ငဟာတော့နားမလည်လို့မရဘူးလေနော်ဒါနိုင်ငံရေးပြောနေတာလည်းမဟုတ်ဘူးအဲအဲ့ဒါလိုက်နာကြရမယ်ဟာပါနော်တရားဟောတဲ့လူတွေပို့ပြီးဟိုဟာဖြစ်တာပေါ့ပိုတိုင်းပြက်တိုင်းကောင်းတဲ့ဟာမှမဟုတ်ပဲနော်လောကနောက်တတိယကဒါနတဲ့ငါပြည့်ရတဲ့ငါအဋ္ဌတဲ့ငါဟာအကျိုးစီးပွားဖြစ်တဲ့ရှင်မြောက်တော်ပါလားလူတိုင်းကဘက်ဆုံမတော်ဘူး ကျွန်တော်ဆိုလိုတာကတူဦးကဘာသာရေးတော်ပဲအဲ့ဒီလူကလူမှုရေးညံ့နေလဲညံ့နေတတ်တယ်ဗျာစီးပွားရေးမှာညံ့နေလဲညံ့နေတတ်တယ်ဟိုပညာရှင်ဘက်တက်ကနီရှင်ဘက်မှာညံ့ရင်ညံ့နေတတ်အဲ့ဒီတက်ကနီရှင်ကလည်းပဲဘာသာရေးညံ့နေညံ့နေတူနဲ့တူကမတူဘူးမတူတဲ့ခါကျတော့မိမိကျွမ်းကျင်တဲ့ဘက်ကနေပြီးတော့ချင်းမြောက်ထောက်ပံ့ဖြည့်ပေးရကိုမကျွမ်းကျင်တဲ့ဘက်လည်းသူကဖြည့်ပေးဆိုရင်လောကကြီးတရားပေါ့နော်နောက်တမနတ်ထသင်္ကဟချင်းမြောက်ကျင်မှာအကျိုးတူပူပေါင်းဆောင်ရွက်တာသမက္ခဏံတဘောသူခေါ်ပေါ့ညီညွတ်ရင်ချမ်းသာတယ်ဆိုတာဒါကိုပြောတာ ဆိုပါစို့ကျွန်တော်ပတ်စံရှိတယ်ဗျာကျွန်တော်ကထင်ခင်းနိုင်တယ်တယောက်တည်းခင်းနိုင်တယ်ဒါပေမဲ့စုပေါင်းဘဟာဘုံကထင်းဆိုတော့အားလုံးညီညွတ်ညွတ်ဖြစ်ပြီးကုစုတွေရဝါဆိုသင်္ကန်းစုပေါင်းဝါဆိုသင်္ကန်းအဲ့ဒါတမန်နဲ့ဆက်သင်္ကန်းဟာစုပေါင်းပြီးတော့လုပ်တဲ့ဟာအဲ့ဒါလည်းပဲချင်းမြောက်ထောက်ပံ့ခြင်းတမျိုးကောင်းပြီကျွန်တော်ပြောပြသွားပြီ၄ခုချင်းမြောက်ထောက်ပံ့ခြင်း၄ခုခုနဆွေမျိုးတွေဆိုတာလည်းပြောပြီခုနနာမည်ကြီးရွှေဆိုင်ဆိုတဲ့ဟာကိုသူတို့ရဲ့လောက်ရတစ်ခုကိုနှိုင်းရှင်ကြည့်လိုက်ကျွန်တော်ထင်တယ်ခုနကလောကဆွေမျိုးထဲမှာ ဘဝမိတ်ဆွေဒနာမိတ်ဆွေဓမ္မမိတ်ဆွေတဲ့မှာဒနာမိတ်ဆွေတဲ့မှာပါမယ်အတူတူကပူပေါင်းလုပ်ကိုင်နေကြတဲ့စီးပွားပဲပေါ့အလုပ်ရှင်နဲ့အလုပ်သမားကိစ္စပဲဝန်တန်းနဲ့အရာရှိနဲ့ကိစ္စပဲဒီဥစ္စာအဲ့လိုလုပ်တဲ့အခါမှာခုနကသင်္ဃာထဲမှာကြတော့ဒါနသင်္ဃာထဲမှာပါလိမ့်မယ်ဒါနသင်္ဃာဆိုတာမိကိုယ်ပိုင်ရွှေငွေကြောက်တံပရမတ်သို့မဟုတ်စောင်းနိုင်ကြလောက်ပေါ့အဝတ်တည်းပေါ့နော်အဲ့ဒါလေအဲ့တော့သူတို့ငွေပေးရင်လည်းပေးမယ်ဗျာပစ္စည်းပေးရင်လည်းပေးမယ်ဗျာရွှေစံဆိုထားပါတော့ဒီကိစ္စအဲ့ဒါပါလဲလို့ဆိုရင်မင်္ဂလာတရားနဲ့အညီဆိုရင် ခုနပြောတဲ့ဘဝမိတ်ဆွေကိုဘဝဘဝမိတ်ဆွေတွေဆိုတဲ့က sorry ဟိုကဒနာမိတ်ဆွေလို့ပြောတဲ့အထက်ကနေပြီးတော့ဒါနသင်္ဃာနဲ့ချင်းမြောက်တောက်ပန်းတာပဲဒီကံနဲ့ပဲတွင်ဝင်မယ်ဒါပေမဲ့သင်္ဃာဟာသင်္ဃာဟာလို့လို့ပြောတော့လိုလိမ့်မယ်ချင်းမြောက်ထောက်ပန်းတာတသက်ပဲလေရှ िख ိုးတာတသက်လေကရောတာတသက်လေနော်ဘောရတာတွေအဘိဓာန်နဲ့မှနေရင်သာသူဟာအိန္ဒိယရရနဲ့သူအရင်နဲ့နေတာအပြင်ထွက်သွားရင်ကြက်အနယ်မူလအနယ်တွေနဲ့ပြန့်သွားလိမ့်မယ် ဲ့တော့အဲ့ကြိုင်တော့မကောင်းဘူးအဲ့တော့သင်္ဃာဆိုတာချင်းမြောက်ထောက်ပံ့တာနားလည်ရမယ်ကတော့တာမဟုတ်ဘူးရှ िख ိုးတယ်လည်းမဟုတ်ဘူးရှ िख ိုးတယ်ဆိုတာဂုံတိတ်ခါကိုကြီးညူထိုက်လို့ရှ िख ိုးတယ်အပြစ်ရှိကပြေပြောက်နိုင်ဖို့ကတော့တယ်ရှ िख ိုးတာကတော့တာသင်္ဃာလောက်တာတွေမတူဘူးချင်းမြောက်ထောက်ပံ့အဲ့ဒါကိုတလွဲတချော်လှုပ်လာရင်ဟိုဟိုလူပြောစရာဖြစ်လိမ့်မယ်အဲ့တို့ဘယ်လိုလုပ်လဲတော့မသိဘူးခုနပြောတဲ့မင်္ဂလာတရားတော်နဲ့ညီရတော့အဲ့ဒါလိုပဲသင်္ဃာပြုလုပ်လို့ပဲရမယ်နော်ဒါလေးဖြေကြပါ